နော်ပေါ့နော်ဒီ Kakao University ကိုရှောက်ဖို့ဘာလို့အဲ့လဲဆိုပြီးလို့ရှိရင်ဘာလို့အဲ့လဲဆိုတာကိုလမ်းမေးထားရလို့ရှိလို့ပေါ့နော်ကျွန်တော်ကဒီ Kakao University ကိုလာချင်တဲ့သူတွေရှောက်ချင်တဲ့သူတွေဘာတွေပြင်ဆင်ထားရမလဲဘယ်လိုတွေလုပ်ရမလဲဆိုတဲ့အကြောင်းကိုလည်းနည်းနည်း sharing လုပ်ပေးချင်လို့ပေါ့နော်ကဲပထမဆုံးပေါ့နော်ဂျပန်မှာဒီ University တက္ကသိုလ်တက်တော်မယ်ဆိုလို့ရှိရင်ကျွန်မရှိတဲ့တက္ကသိုလ်ရဲ့စနစ်ကြောင်ကိုနည်းနည်းသိထားသိတယ်ပေါ့နော်ပထမဆုံးဘာသိရမလဲဆိုလို့ရှိရင် ခိုခိုရီဆွေရယ်ခိုကိုရီဆွေရယ်ရှီဒီဆွေရယ်ဆိုတဲ့၃မျိုးကိုအရင်ဆုံးသိထားရအောင်ပေါ့နော်ခိုခိုရီဆွေဆိုတာဘာလဲဆိုလို့ရှိရင်ခိုခိုရီဆွေတိုင်းကခု National University ပေါ့နော်နိုင်ငံပိုင်ကျောင်းပေါ့နောက်တစ်ခုကြတော့ဘာလဲဆိုလို့ရှိရင်ခိုကိုရီဆွေဆိုတာဘာလဲဆိုလို့ရှိရင် Public University ပေါ့နော်ဒီခရိုင်ပိုင်ကြီးခန်းဒီဆွေရှီဒီဆွေဒီလိုမျိုးပေါ့နော်ခရိုင်ပိုင်ကြီးမြို့ပိုင်ကြီးမြို့ပိုင်ကြီးကျောင်းမြို့ပိုင်ကြီးကျောင်းပေါ့ဒီလိုမျိုးကျောင်းရယ်ပြီးလို့ရှိရင်ရှီဒီဆွေလို့ခေါ်တဲ့ Public ကကျောင်းရယ်ဆိုပြီးလို့ရှိရင်၃မျိုး၃ခုရှိတာပေါ့နော် အဲ့ဒီမှာပြောလို့ရှိရင်ဂျပန်ကျောင်းသားတွေအများဆုံးတွားကျင်ကြတာကတော့ဒီ National University ပေါ့သူကအစိုးရဖိုင်ကျောင်းဆိုတော့ဟိုကျောင်းသားကလည်းတတတယ်ဒီပုဂ္ဂလိကကျောင်းထက်ဆိုင်ရင်၃ဝန်းပုံလောက်ပဲရှိတယ်ပေါ့နော်ဒါပေမဲ့ခုခုဒီဒါပေမဲ့ဟို Public University National University ကတော့တူတူပါပဲဒီခရိုင်ပိုင်ကျောင်းနဲ့နိုင်ငံပိုင်ကျောင်းကတော့ကျောင်းသားကကျင်တဲ့တူပါနော်ပုံတင်ချင်းတွေလည်းသူ့လိုပြောလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီကျောင်းကျောင်းတူတူပါပြီဆိုလို့ရှိရင်ဘာကျောင်းသိရမလဲဆိုလို့ရှိရင်ဂျပန်ပေါ့နော် သူကသုံးမျိုးသက်ရှိရတက္ကသိုလ်မှာဆိုလို့ရှိရင်သုံးမျိုးသက်ခွေဘာခွဲလဲဆိုလို့ရှိရင်ဂါကုဘူးရဂါကရကုစုရဆိုပြီးသုံးမျိုးသက်ခွေတွေသက်ခွေတွေပေါ့နော်လွယ်လွယ်ပြောရမယ်ဆိုလို့ရှိရင်ဂါကုဘူးဆိုတာဒီပါမန်ပေါ့ဌာနပေါ့နော်ဌာနရဂါကကတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်မြန်မာနေနဲ့ပြောရရင်မေဂျာလို့ပြောရမလားပေါ့နော်ဒါပေမဲ့ခုစုကြတော့ ဒီကြောင်နဲ့ကြောင်အောင်မတူဘူးပေါ့နော်ဒါပေမဲ့ခုစုကရှိတယ်မိကြလည်းရှိတယ်ပေါ့မရှိတဲ့ကြောင်လည်းမရှိဘူးပေါ့နော်ဒီခုစုကြောင်ကျတော့အတိအသေးတော့ပြင်ရှင်းပြမယ်နော်ဂါကူဘုကြောင်ရှင်ပြောပြမယ်ဂါကူဘုဆိုတာဂျပန်မန်ပေါ့ဌာနပေါ့နော်ဥပမာဆိုပါစို့ကျွန်တော်တို့ကကြာတော့ဒီမော်လမြိုင်တက္ကသိုလ်ဆိုပါလို့မော်လမြိုင်တက္ကသိုလ်ဆိုလို့ရှိရင်ဘာဌာနတွေရှိတယ်ဒီမြန်မာသာဌာနအင်္ဂလိပ်သာဌာနတင်ကြားဌာနဒီကမ္ဘာစီဌာနဖိစစ်ဌာနဆိုပြီးတော့လင်းခွဲတယ်ပေါ့နော်မော်လမြိုင်တက္ကသိုလ်ကကြာတော့ဒီဝိဇ္ဇာနဲ့သိပ္ပံဆိုတဲ့ဝိဇ္ဇာနဲ့သိပ္ပံဗရာရဲ့နှစ်ခုပဲတင်တာဟုတ်အင်ဂျင်နီယာဌာနတွေ ဒီစိတ်ထနာတွေရှိမှမရှိတာအကြောင်းမလို့မြန်မာကဌာနဆိုဒီခွဲခြား plug ခွဲလိုက်ရတယ်ပေါ့နော်ဒါပေမဲ့ဂျပန်မှာကြာတော့အဲ့လိုမဟုတ်ဘူးပြောရမလို့ရှိရင်ဒီတက္ကသိုလ်မှာဆိုလို့ရှိရင်စိတ်ပညာဌာနလည်းရှိတယ်ပြီးလို့ရှိရင် engineer ဌာနလည်းရှိတယ်ပြီးလို့ရှိရင် site ပြည်ဌာနလည်းရှိတယ်ဌာနတွေအများကြီးရှိနေတော့ဒီလိုမျိုးတခုချင်းစီလိုက်ခွဲလို့ရှိရင်အဆင်ပြေမနေဘူးအဆင်ပြေနေတဲ့အကြောင်းသူကဘလို့ဂါခုခုလောက်လဲဆိုလို့ရှိရင်ဥမာဆိုတာတော့ဒီစီးပွားရေးမေဂျာဆိုလို့ရှိရင်စီးပွားရေးဌာနပေါ့ခေဆိုင်ဂါခုခုလို့သူကတုံးလိုက်ရေပေါ့နော် ဲ့ဒါမှကခုဖို့ပြီးလို့ရှိရင်ဒီ engineer နဲ့ပတ်သက်တဲ့ဘာတွေပါမလဲဆိုလို့ရှိရင် engineer နဲ့ပတ်သက်တဲ့ major ဆိုပြီးဘာတွေရှိမလဲဆိုလို့ရှိရင်ဒီလိုမျိုး electronic engineering major engineering တို့ lecture တို့လို့ရှိမှာလို့ရှိရင်အဲ chemical engineering တို့နောက်ဘာရှိအောင်လဲဆိုလို့ရှိရင်ဒီလို engineer နဲ့ပတ်သက်တဲ့ဘာသာရေးဆိုလို့ရှိရင်သူက engineer ဌာနဆိုပြီးလောက်ထလာတယ် engineer ဌာနဆိုပြီးတော့ရင်သူတုံ့ဆုံးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုဘာလဲဆိုလို့ရှိရင်စေးဌာနပေါ့သူကကျတော့ဒီစေးပညာနဲ့ပတ်သက်တဲ့ အများကြီးရှိအောင်ပါเนาะအေးစေးပညာပတ်သက်တဲ့ထားထားတယ်အများကြီးရှိတယ်မှာသူကစေးဌာနဆိုပြီးတော့စေးပြဌာနဆိုဤကကုဘုဆိုသူကြောင့်သူတုံနှုံးနေပါเนาะဘယ်လိုရှိရင်လဲစိုက်ပျိုးရေးမေးချာဆိုလို့ရှိရင်လဲခုနကပြောတဲ့အတိုင်းပဲစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဟာတွေအများကြီးရှိရတဲ့အထက်မှာသူစိုက်ပျိုးရေးဌာနဆိုသူတုံနှုံးလိုက်တယ်ပေါ့เนาะအဲ့ဒါဂကုဘုအဲ့ဒီမှာမှသူကဂါကဆိုတာပြန်ခွဲရေးပါတော့ဂါကဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်မိကြပါပေါ့သူကကျွန်တော်ပြောတဲ့ပြောသလိုမျိုးပဲဒီလိုမျိုးပေါ့ အင်ဂျင်နီယာဌာနဆိုလို့ရှိရင်ဘာတွေပါမလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ကျွန်တော်ခါကာဝဒိုင်းကခုမှာဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုလို့ရှိရင်ဒီအင်ဂျင်နီယာဌာနလို့ခေါ်တဲ့ဒီမှာအဲခိုးဆိုခိုးကကုဘုပေါ့နော်ဘာတွေပါမလဲဆိုလို့ရှိရင်ဒီအင်ဂျင်နီယာဌာနမှာဘာတွေရှိလဲဆိုလို့ရှိရင်တို့ခန်းချီခုခန်းချီခုခါကာတို့အော်သူကခါကာတစ်ခုပဲရှိခါကာအများကြီးထက်ခွဲတယ်ပေါ့နော်အဲ့ဒါမေဂျာပေါ့ဒီခါကာခါကာခါကာတွေအများကြီးရှိမယ်ဒီမှာခန်းချီခုတို့ ခန့်ချကိုလို့ရှိရင် architecture တို့ job ဟိုးဆိုလို့ရှိရင် information engineering တို့မ AI တို့ပါလို့ရှိရင် solution network ကိုဆိုလို့ရှိရင် network အပိုင်းဒီမ key kind system ဆိုလို့ရှိရင်ဒီပြောလို့ရှိရင်အဲ mechatronic တို့ mechatronic တို့ဒီ material engineering တို့ပါတယ်ပေါ့နော်အဲခက်ကတွေဆိုလို့ရှိရင်သူကခက်ခွဲလိုက်ရပေါ့နော်အဲ engineer ဌာနမှာပါတယ်ပါလို့ရှိရင်ဒီခိုးကကုတ်ဘူးမှာဒီဒါဒီဒီခက်ကတွေပါတယ်ပေါ့နော်ခါခုခုနဲ့ခက်ကကိုနားလေပြီလို့ထင်တယ်ပေါ့နော်ဥပမာဆိုရင်ကိုကကျွန်တော်အကြောင်းသက်တော့မဲ့ဆိုလို့ရှိရင်အရင်ဆုံး ကိုကဘာလေးလာခြင်းလဲဘာလေးလာခြင်းလဲဆိုတာအရင်ရှာရမယ်အရင်ရှာရမယ်ဥမာဆိုရင်ကျွန်တော်ကတော့ဘာလေးလာခြင်းလို့ဆိုကျွန်တော်ဘိုင်ဟိုလေးဘိုင်ဟိုဘာသာရဲ့ဟိုလေးလာခြင်းနေတဲ့အကြောင်းမို့လို့ဘာဝင်နဲ့ပတ်သက်တဲ့အကြောင်းရှာရပါတော့အီဆုံးရှာလိုက်တဲ့အခါမှာကျွန်တော်ကဖူကူအီကန်ဒီဆိုလို့ခေါ်တဲ့ဒိုင်းကခုပေါ့နော်ဒီဖူကူအီခရိုင်ပိုင်းအကြောင်းပေါ့အဲ့အကြောင်းကိုကျွန်တော်ရှောက်တယ်ရှောက်တဲ့အခါမှာဘာလဲဆိုလို့ရှိရင်ဘိုင်အိုလော်ဂျီကဘာမှပါနေလဲဆိုလို့ရှိရင်သူက ဆယ်ပူစုရှိခဲ့ခကားဖူးလို့ခကားဖူးလို့ခေါ်တဲ့ဒီ bio resource ပေါ့နော်ဒီ bio resource department ဌာနမှာပါနေပြီလို့ရှိရင်သူခကားကြတော့ဒီဆယ်ပူစုရှိခဲ့ခကားကပေါ့နော်သူကလည်းအဲ biological resource ဆိုလို့ရှိရင်ဆိုလို့ဆိုရဲမေဂျာမှာပါနေတယ်ပေါ့နော်ဒါပေမဲ့သူကကျွန်တော်ပြောပြဂျပန်အကြောင်းကျွန်တော်တမေဂျာနဲ့တမေဂျာနမေဂျာနမေတွေကမတူဘူးသူကဥမာဆို bio bio major ပေါ့နော်ဒီခကားကမှဆိုလို့ရှိရင်သူက agriculture department နဲ့ဝင်သွားတယ်ဒါပေမဲ့တချို့တချို့ကြောင်မှာကြတော့ခကားကူပူလည်းဝင်သွားတာရှိတယ် င်ဂျင်နီယာဌာနရဲ့ဝင်သွားတာရှိတယ်။အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်။ဥပမာဆိုလို့ရှိရင်ကျွန်တော်တိတလောက်ဆိုလို့ရှိရင်တချို့ကျောင်းဆိုလို့ရှိရင်မဟုတ်ဒီခန့်ကြီးကုလို့ခေါ်တဲ့ဘီတုကပညာရဲ့ပေါ့။သူကဗေဒိတ်ပတ်သွားတယ်ဆိုလို့ရှိရင်ဂေဂျီစုလို့ခေါ်တဲ့အနုပညာဌာနရဲ့ဝင်သွားတယ်ခွာ။တချို့ကျောင်းတွေကျတော့ဒီခေဒီခန့်ကြီးကုမေဂျာဗေဒိတ်ပတ်သွားတယ်လို့ရှိရင်ဒီအင်ဂျင်နီယာဌာနရဲ့ဝင်သွားတာရှိတယ်။အဲ့ဒါကြောင့်မလို့တခြားတစ်ကြောင်ကကိုလီလာချင်တဲ့ပတ်သက်ရက်ကဘေကာကုပုလေဘေကာကုပုဘေတီပါမဲမှာရှိလေဆိုတာတခြားတစ်ကြောင်သူကွာခြားကြတာပေါ့နော်ပြီးလို့ရှိရင်၃နဲ့၃နှုန်းတွေကလည်းကွာခြားကြတယ်ဥပမာဆိုရင်ကျွန်တော်သိတဲ့အတိုင်းပေါ့ ဥပမာခါကောင်းမှကျွန်တော်တက်နေတဲ့ဒီ biology biology major ကိုသူတို့ကဘယ်လိုတောင်းလဲဆိုလို့ရှိရင်အဲ all your say busu ပေါ့နော်သူတို့ပြောမျိုး all your say busu ဆိုတာဘာလဲဆိုလို့ရှိရင် applying biology လို့ဆို major နဲ့တောင်းတယ်ပေါ့နော်အဲတချို့ကျောင်းမှကျွန်တော်ရှောက်ခဲ့တယ်ကျွန်တော်အောင်ခဲ့တယ်ဒီ fukui ဒီခရိုင်ပိုင်းကျောင်းမှကျတော့ဘယ်လိုတောင်းလို့ရှိရင် say busu ရှိခဲ့ပေါ့ biological resource ပေါ့ဒါပေမဲ့ကျွန်တော်သူကနှစ်ခုလောက်က biology ကိုလေ့လာတဲ့ဘာသာရပ်ပေါ့နော်အဲကြောင့်မလို့ကိုအရင်ဆုံးကိုကကိုလေ့လာချင်တဲ့ဘာသာရပ်ကဘေးကကုပ္ပုမှရှိလေ ဘေကာကမှာရှိရလေဒီကာကိုလေးလာချင်တဲ့ခါကကိုအရင်ဆုံးနားလည်ရမယ်နားလည်ပြီးလို့ရှိရင်ဒီကာကကဘေကာကူမှာရှိရလေဆိုပြီးတော့ညီလေးသိထားရအောင်ပေါ့နော်ဒါတော့ဂျမန်နိုင်ငံမှာတက်မယ်ဆိုလို့ရှိရင်ဘေ University ရဲ့တော်တော်ဒီ system တိုင်းပဲသွားရပါဘောနော်ဒါလို့ရှိရင်ဒီခါကဝ University ကိုတက်ဖို့ဘာကြီးလူလဲဆိုမိလိုက်ရအောင်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ပြပြပေးခြင်းနဲ့ပေါ့နော်အကြောင်းမလျှောက်ခင် ထုတ်တာလေဟိုပြောမရှင်ခေါ်စာရှိတာပေါ့နော်ရှောက်ထိုင်းလိုအပ်မဲ့အရေးချင်းတတ်မှတ်ချက်တွေကိုသူကကြည့်ပေးရတာပေါ့အဲ့ထိမှမှကျွန်တော်တို့ကရှာရအောင်ပေါ့ကျွန်တော်တို့ကကျွန်တော်တို့ကကြတော့ဒီ international student ဆိုတဲ့အကြောင်းမို့လို့ဒီ international student လို့ခေါ်တဲ့တုတ်ခုပဲစနာရှိရှိဂိုင်းကိုကိုရီယိုကာစေဘိုရှူရောကိုဆိုတဲ့ဒီလိုတုတ်ခုပဲစနာ international student တော့တည်းခေါ်တာလေခေါ်စာတည်းခေါ်တဲ့ခေါ်စာပေါ့အဲ့ဒါလေးကိုအရင်ဆုံးရှာရအောင်ပေါ့နော်အဲ့ထိမှမှ तू ကတတ်မှတ်ထားတဲ့အရေးချင်းတွေကိုအရင်ဆုံးကိုရှာရမယ် ရှာဖို့တွတ်ဆိုလို့ရှိရင်ဒီဥမတ်ဆိုတာဆိုဒီခါကောက်တိုင်းကခုတွတ်ဒီဘိုရှိရောကိုကြည့်ကြည့်မှာပေါ့နော်။ဘာကြီးတက်တက်ထားလဲဆိုတာကိုကြည့်ကြည့်မယ်။အရင်ဆုံးပေါ့နော်သူကဘလို့ဘာခါကောက်တိုင်းကခုမှာဥပဒေဌာနရှိတယ်စီးပွားရေးဌာနရှိတယ်စေပညာဌာနရှိတယ်ပြီးလို့ရှိရင်နိုဂါခုဘုလို့ခေါ်တဲ့စိုက်ပျိုးရေးဌာနရှိတယ်အင်ဂျင်နီယာဌာနရှိတယ်ပေါ့နော်။ဒါပေမဲ့ပြီးရှင်ရင်ခေါ်ကြီးကခုဘုလို့ခေါ်တဲ့ပညာရေးဌာနလည်းရှိတယ်။ဒါပေမဲ့ပညာရေးဌာနကိုသူကဒီမှာကျတော့ဒီကစီလို့ခေါ်တဲ့နိုင်ငံသားတွေတူခေါ်ဘူးနော်။ ဒီမှာကြည့်တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုလိလချင်းတဲ့ဘာသာရက်ကဘယ်မှာရှိလဲဆိုတာအရင်ကြည့်မယ်ပေါ့ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ကကြာတော့ဘိုင်ဝိုလိုဂျီတက်နေတဲ့အကြောင်းမလို့ဘိုင်ဝိုကိုလိုက်ရှာတော့အိုယောဆေဘူဇူခကကဆိုတဲ့အဲခကကမှာရှိနေပြီလို့ရှိရင်နိုဝါကုပုရဲ့နောက်ထဲမှာရှိနေပေါ့နော်ဒါပေမဲ့နိုဝါကုပုဆိုလို့ရှိရင်လည်းစိုက်ပျိုးရေးတည်တဲ့ပဲလို့မထင်နဲ့ပေါ့နော်သူကဘိုင်ဝိုလိုဂျီအများစုကဒီနိုဝါကုပုရဲ့လက်အောက်မှာရှိတယ်စိုက်ပျိုးရေး agriculture ရော department မှာ ောက်မှာရှိနေတာများတယ်ပေါ့နော်ခါကဝတိုင်းလာခုနဲ့ပတ်သက်ပြီးတော့ဟင်းသူရသတ်မှတ်ထားတဲ့လိုအပ်ချက်တွေကိုကြည့်မှာပေါ့နော် no back book ပေါ့နော်ကျွန်တော်က oyo save book ခါခါကမှာဆိုလို့ရှိရင်သူက egyu ဖြည့်ပေးရမယ် egyu ကဘာတွေဖြည့်ပေးရမလဲဆိုလို့ရှိရင် nihon go ဆိုတဲ့ဂျပန်စာကိုဖြည့်ပေးရမယ်ပြီးလို့ရှိရင်အဲဆူကခုဆိုခေါ်တဲ့တင်ချမိကြတင်ချဘာသာရဲကြတော့အီဂျီယူတင်ချဘာသာရဲကြတော့ကိုဆူအီချီကိုဆူနီအဲ တင်ချာတိဖြည့်လေရတယ်တင်ချာကိုနှိနှိကိုနှိကိုဖြည့်လေရတယ်ကြားရတဲ့ခုဖြည့်ပါတော့နှိရဲ့တိရောနှိရောမှာကြားရတဲ့ခုဖြည့်လို့ရရွှေပေးထားတယ်ပြီးလို့ရှိရင်ဒီတိတ်ပန့်ဘာသာရဲ့တိတ်ပန့်ဘာသာတွဲကြတော့ဒီ chemistry ရဲ့ physics ရဲ့ bio ရဲ့၃မျိုးရှိတဲ့ထဲမှာမှာ၂မျိုးကိုဖြည့်ရမယ်ဟုတ်ပြီနော်ကြားရတဲ့ယူ၂မျိုးရွေးဖြည့်လို့ရတယ် EJU ကိုအင်္ဂလိပ်လို၃ဝင်းဖြည့်လဲရတယ်ဂျပန်လို၃ဝင်းဖြည့်လဲရဒါပေမဲ့ဒီမှာထူးခြားတာရှိတယ်ပေါ့နော်တချို့တက္ကသိုလ်တွေကြတော့အင်္ဂလိပ်နဲ့ဖြည့်တာကိုလက်မခံဘူးဂျပန်ဘာသာတိတိကျကျရမယ်ချိုးကြတော့ ဂျပန်လည်းရတယ်အင်္ဂလိပ်လိုလည်းရတယ်ဂျာတန်တောင်းပြီးဖြည့်လို့ရတယ်ပြီးလို့ရှိရင်တချို့မေဂျာတွေကြာတချို့ကျောင်းတွေကြာတော့ခက်သက်ထားတယ်ခွာဒီတပင်ဘတ်တာရဲ့တွေကိုဥပမာဆိုရင် chemistry နဲ့ bio နဲ့ဖြည့်ပေးရမယ်နော်ဆိုလို့ရှိရင် physics ဆိုမရဘူးအဲ့လိုမျိုးတွေရှိတယ်ခွာနော်ဒါပေမဲ့ခါးတရားကူကြာတော့တော့အခုမှကြာတဲ့နှစ်ခုပြည့်ဆိုပြီး YouTube ပဲပေးထားတယ်ခွာနော်ပြီးလို့ရှိရင်အင်္ဂလိပ်စာလို့ခေါ်တယ် TOEFL လည်းရတယ် TOEIC လည်းရတယ် IELTS လည်းရတယ်ထပ်ပြီးရမှာတခုနော် TOEIC ရဲ့အမှတ်ကိုကတ်တက်ထားတယ် TOEIC ကဘယ်လောက်ရှိရမလဲဆိုလို့ရှိရင်အမှတ်300 အထက်ရှိရမယ်လို့သတ်မှတ်ထားတယ်။အီဂျီရဲ့အမှတ်ကဘယ်လောက်ရှိရမလဲဆိုလို့ရှိရင်ဂျပန်စာ250ရှိရမယ်250အထက်ရှိရမယ်ဆိုပြီးသတ်မှတ်ထားတယ်ပေါ့နော်။ဒါကြတော့ကျွန်တော်မိနစ်ကဝင်ခဲ့တယ်ခေါ်စာပေါ့နော်။ဒီလိုမျိုးနိုင်ငံကျန်းသားတွေကိုခေါ်တဲ့ဒီခေါ်စာတွေတနေ့တနေ့မတူဘူးနော်ပြောင်းလဲကြတယ်လေးရှိတယ်။ဥပမာဆိုအမှတ်ကြီးမြင့်လိုက်တာမျိုးတွေဘာတွေလဲရှိတတ်တယ်ပေါ့နော်။အဲဒီခေတ်တိထားသေးချင်တယ်ပေါ့နော်။ကာကဝတိုင်းကခုကပြီးလို့ရှိရင်ဘာတွေဖြေရမလဲဆိုလို့ရှိရင်သူကဒီမှာပြောထားတယ်။ message လို့ခေါ်တဲ့ interview ကို48မှတ်ပေးထားတယ်နော်။ interview 48မှတ်ပေးထားတယ်။ အဲ EGU က40အမှတ်ပေးထားတယ်အင်္ဂလိပ်စာက12အမှတ်ပေးထားတယ်အလုံးပေါင်း100ပေါ့ဒီ interview ရဲ့အမှတ်ကများနေတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့က EGU ကအမှတ်က250သူကအနည်းဆုံး250ချိရမှာကိုအမှတ်250ရှိမှာပဲဒီတက္ကသိုလ်လျှောက်လို့ရမှာဒါတို့ရှိရင်ဟိုကိုအကိုအမှတ်260ရ280ရလဲလက်မလျှောက်နဲ့ဘာလို့လဲဆိုလို့ရှိရင်ဒီမှာ interview မှာစ조사လို့ရနိုင်တယ်ပေါ့နော် interview အမှတ်နဲ့ပေါင်းလိုက် interview အမှတ်ကများနေတယ်ဆိုလို့ရှိရင်လည်းအမှတ်ပေါင်းလို့ရှိရင်ကိုပါတော့တာမျိုးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ ဒီ EJU အမှတ်အရင်ကောင်းနေပြီဒါပေမဲ့လည်း interview ကမကောင်းဆိုလို့ရှိရင်လည်းကြတယ်ပေါ့နော်ဒါကင်တစ်ခုပေါ့နော် EJU အမှတ်မကောင်းလည်း interview ကောင်းလို့ရှိရင်အောင်သွားနိုင်တယ်ဒီ EJU အမှတ်များပြီ interview မကောင်းရင်လည်းဒီမှာကြသွားနိုင်တဲ့ဟာတွေရှိတယ်ပေါ့နော်ခါကဝတိုင်းကခုကို6ချိနဲ့လူတွေပေါ့နော်အခြားမသိတာရှိရင်လမ်းမေးလို့ရတယ်ပေါ့နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်